အရှေ့အလယ်ပိုင်းမှာတင်းမာမှုတွေမြင့်တက်နေပါသည်ယမန်နိုင်ငံမှာဟူတီများသည်အစ္စရေးကိုဒုံးကျည်များဖြင့်ပြေလုခဲ့သောလဲအချို့မှာဆော်ဒီအာရေဗျာသို့မတော်တဆကြားရောက်ခဲ့ခြင်းဖြစ်သည်ဟူတီများသည်မကြသေးမီရက်များတွင် အစ္စရေးကိုဒုံးကျည်များဖြင့်အချင်းချင်းပြစ်ကတ်ခဲ့သည်တောက်ချာနှင့်ညနေပိုင်းတွင်ဆွန်ဘရွန်နှင့်ဂျေရုရှလင်ကဲ့သို့သောနေရာများအပါအဝင်အစ္စရေးအလယ်ပိုင်းတွင်အုတ်အော်တံများထွက်ပေါ်လာခဲ့သည် ဣဇွေကကွေရေးတပ်ဖွဲ့ IDF ဒီတုံးကြီးကိုထိခိုက်မှုတစုံတရာမဖြစ်စေမီဟတ်ဂျာပြဟန်တနိုင်ခဲ့သည်ဒိုနီအစောပိုင်းတွင်ဟူဒီမြတ်ဒီဣဇရေဘဲတို့နောက်ထပ်တုံးကြီးတစင်းပြစ်လုခဲ့သည်ယခုဒီချိန်တွင်အမေရိကန်ရေတပ်က၎င်းကိုဂျာပြဟန်တခဲ့ပြီးဆော်ဒီအာရေဗျာနိုင်ငံတို့ကြောက်ရောက်ခဲ့သည်ယမန်မှဣဇရေပြစ်လို့တော့ဒုံးကြည်သည်၎င်း၏ပြစ်မှတ်သို့မရောက်နိုင်ခဲ့ပေရင်းအစာဆော်ဒီအာရေဗျာတွင်ကြောက်ရောက်ခဲ့သည်ဣဇရေပိုင်နယ်ကို ဒါရီရိုက်ချင်းချောင်းမှုမပြုသောကြောင့်အစ္စရေးစစ်တပ်က၎င်းကိုတွေ့ရှိခဲ့တော်လဲအချက်ပေးတဲ့မကြခဲ့ရပေ။ဒုံးကြီးသည်အစ္စရေးတို့ဘယ်ကြောင့်မရောက်ရှိသွားဒီကိုစစ်ရှင်းလင်းမသိရသေးပေ။အမေရိကန်ဒီဟူတီတို့၏ကြီးထွားလာနေသောချင်းချောင်းမှုကိုတုံ့ပြန်ရန်အတွက်ဂျာမန်တွင်၎င်း၏စစ်ရေးစစ်ဆင်ရေးများကိုတုံ့မြစ်ခဲ့သည်။ရည်ရွယ်ချက်မှာအမေရိကန်ကျိုးစီးပွားကိုကာကွယ်ရန်နှင့်ပင်လယ်နီရီသာတွင်ဘေးကင်းစေရန်အတွက်ဖြစ်သည်။အမေရိကန်၏ခိုင်မာသောမဟာမိတ်ဖြစ်သည့် ဆော်ဒီအာရေဗျာသည်ဟူတီတို့၏ဒုံးကျည်တိုက်ခိုက်မှုကြောင့်ထိခိုက်နိုင်ပြီးအဇာရီမီကအဖြစ်ပြက်သည်နိုင်ငံတစ်ခုရှိဖိပရိပခါသည်အခြားနိုင်ငံတစ်ခုသို့ညီကဲ့သို့အကျိုးတရားနိုင်သည်ကိုပြသခဲ့ပြီးအရှိအလဲပိုင်းရှိအခြေအနေများ၏ရှုပ်ထွေးမှုကိုတိုးစေခဲ့သည်